2026အာရှဖလားချီစစ်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့မြန်မာလေရွေးစင်မြို့သမီးတင်ဟာအပိသက်ကစားသမား23ဦးစီးင်းကိုဇွန်လ23ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။ဂျပန်လူမျိုးနီးပြ UK Tetsuro ရွေးချယ်ခဲ့တဲ့အပိသက်ကစားသမားစီးင်းမှာဝင်းသိန်ကီထွန်းမေထက်လူမျက်နိုးခင်ယူပါခိုင်နော်ထက်ထက်ဝေစန်းတော်တော်ယူယူနိုင်တို့ပါဝင်ခဲ့ပါတယ်။မြန်မာမျိုးသမီးတင်ဟာအုပ်စုစီမာဘာရိန်ဘင်္ဂလားဒေ့ရှ် တက်မင်းနစ်စတန်အသင်းတွင်နဲ့တအုပ်စုရဲ့အကြောင်းနေပြီးမြမအသင်းပါဝင်တဲ့အုပ်စုစီကိုရန်ကုန်မြို့မှာအင်ရှင်ဖြစ်လက်ခံကျင်းပသွားမှာလည်းဖြစ်ပါလေမြမအသင်းဟာအဖွင့်ပွဲစဉ်ဖြစ်လာမယ့်ဇွန်လ29ရက်နေ့မှာတက်မင်းနစ်စတန်အသင်းနဲ့ပွဲဥတွေရှင်ပြိုင်သွားမှာဖြစ်ပြီးဒုတိယပွဲစဉ်ဖြစ်ဇူလိုင်လ2ရက်နေ့မှာဘင်္ဂလားဒေ့ရှ်အသင်းနဲ့ရှင်ပြိုင်သွားမှာဖြစ်သလိုအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်ဇူလိုင်လ5ရက်နေ့မှာဘာရင်းအသင်းနဲ့တွေ့ဆုံရှင်ပြိုင်သွားမှာဖြစ်ပါတယ် ပင်ပွဲတွေအားလုံးကိုရန်ကုန်မြို့သူနာကွင်းမှာကျင်းပတော့မှာဖြစ်ပြီးမြန်မာအမျိုးသမီးအသင်းအနေနဲ့ဒီပြိုင်ပွဲမှာအုတ်စုပထမရမှသာနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်ခင်ဗျာ။